ဇလန်းဆမှာတော့မိုဝါနာဟာကျွန်းတွုံးပေါ်မှာလေးလာရေးဆင်းနေပြီးဝက်ကလေးပူဝါလည်းပါလာပါတယ်။ပူဝါကလမ်းဆက်မချောက်နိုင်တော့လို့မိုဝါနာကချီတင်ပေးနေရပြီးဆရာကြီးဟေးရတော့တောင်ထိပ်မှာအေးဆေးရက်နေပါတယ်။မိုဝါနာကကျွန်းပေါ်ကိုသူတို့လူမျိုးစုအပြင်တခြားလူတွေရှိရမယ်အမှတ်နဲ့လာခဲ့တာဖြစ်ပြီးအခုလိုပဲကျွန်းနိုင်အောင်ပတ်ကြည့်အမှတ်သားလုပ်ပြီးခရုသင်းကိုမှုတ်ပါတယ်။တစ်ချိန်ကျရင်ခရုသင်းပြန်မှုတ်တန်တဲ့အတူသူရှာနေတဲ့သူတွေကိုတွေ့မှာပါလို့မျှော်နေနေတော့ခရုသင်းပြန်မှုတ်တန်ကိုကြားလိုက်ရပါတယ်။ဒါမဲ့သူထင်သလိုတခြားလူတွေတော့မဟုတ်ပဲဟေးရခရုသင်းကိုမျှော်ချလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့မိုဝါနာတို့လည်းဟေးဟေးပြုတ်ကြနဲ့တောင်အောက်ကိုကြကြဝကြကြကြပြီးကံကောင်းလို့မသိဖြစ်ခဲ့ပါလေ။အဲ့ဒီရင်ဟေးဟေးဟာမြေဟိုးတလုံးမှာမတော်ဆချတွေ့ခဲ့ပြီးအဲ့ဥပေါ်မှာလူပုံတွေပါလာကြောင်းမိုဝါနာလည်းအပျော်လွန်သွားပြီးသူ့ရောင်အမြတ်ပြန်မိုးလုပ်ပါလေ။မော်တူနွီရွာကတော့မိုဝါနာကြောင့်အတော်လေးတိုးတက်နေပြီဖြစ်ပြီးပင်လယ်ထဲအထိငါးဖက်နေကြပါပြီ။မိုဝါနာကတော့ရွာရဲ့အဓိကရောင်းချပွေသူဖြစ်နေပြီးရွာသားတွေရဲ့သူရဲကောင်းလည်းဖြစ်ပါလေ။သူရွာပြက်လာနဲ့ရွာသားတွေဟာအ aya ပရာကြိုးစိုးကြပြီးအဖေဖြစ်သူကလည်းကြိုးစဲအဝါတီထွက်လာပြီးကြိုးပါတယ် ပြီးရတဲ့ကျိုးမော်တဲမောင်းကြပြီးရွာသားတွေကိုလည်းလှုပ်ဆက်ပါတယ်။ရွာထဲမှာတော့တိုးတက်မှုတချို့ရှိနေပြီးလဲဆိုင်တဲ့သူတွေလှိဆောက်တဲ့သူတွေနဲ့ကလေးတွေကိုတမိုင်းတင်ပေးရစရာအဆရှိတဲ့ဖြစ်အလုပ်သက်တွေရှိလာပါတယ်။အဲ့ဒီရွာအကြီးကဲဟာမိုဟာနာကိုတမိဘလို့လဲဒီတစ်ခေါက်ရောဘာတွေတွေ့ကြလဲဆိုလို့မိုဟာနာကကျုံးပေါ်ရလာတဲ့မြေအိုးကွဲလေးကိုပြလိုက်ပြီးတမိုင်းနဲ့ရလို့ပဲလူတွေကတကယ်ရှိရသေးချပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလူအုပ်သားတွေကနေကလေးမလေးတယောက်တိုးထွက်လာပြီးအဲ့ဒါတော့မိုဟာနာရဲ့ညီမလေး10မီတာပဲဖြစ်ပါတယ်။10မီတာကသူ့အမကိုအတော်လေးချစ်ပြီးအခုလည်း3ရက်လောက်သူ့ကိုထားခဲ့လို့စိတ်ဆိုးနေပါတယ်။ မိုဟာနာတော့သူညမလေးအတွက်ဆိုပြီးကျုံးဘွားမျိုးပဲလေးကိုပြလိုက်ကဆက်မီတာအဲ့ဒါပါလဲဆိုလို့မိုဟာနာကဂူတဲကိုခေါ်သွားပြီးသူတို့မျိုးတွေရဲ့တမိုင်းကိုရှင်းပြပါတယ်ဒီနေရာမှာပဲသူဟာသူတို့လူမျိုးတွေရဲ့အကြောင်းသိလိုက်ရတာဖြစ်ပြီးအဲ့ဒါကြောင့်ပဲလူမျိုးစုကိုကယ်ဖို့ရွက်လွင့်ခဲ့တာဆိုလို့ဆက်မီတာအမဟာမာဝီနှစ်ယောက်ကိုဆွဲပြီးမော်တူနူကြီးကငါမိုဟာနာနဲ့တူလိုက်ပြီးတက်ဖီဒီနှလုံးကိုပြန်ထားလို့ပြောခဲ့တဲ့ခရီးမလားလို့ပြောလိုက်ပြီးအဲ့တုန်းကဘလောက်ကြာလဲလို့မိလိုက်ပါတယ် မိုဝါနာသုံးပတ်လောက်ကြာတယ်ဆိုလို့7မီတာအဲ့လောက်ဆိုရင်မဖြစ်ကြောင်းပြောလို့မိုဝါနာသူ့ရဲ့ဘူဘီတိုဒီဗာစာအချောင်းပြပြပြီးသူဟာသူ့လူမျိုးစုရဲ့နောက်ဆုံးလက်ချသူဖြစ်ခဲ့ကသူ့ရဲ့အိမ်မက်ကကဘာဘဝကျွန်းနေအားလို့ကိုပေါင်းစည်းပြီးတော့အတူတကွှဲလွတ်ကျင်တာပဲဖြစ်ပါတယ်။ဒါဆိုရင်သွားနိုင်မယ့်ခရီးကပူကျယ်ပြက်လာမှာဆိုလို့7မီတာအဲ့ဒါဆိုရင်မာဝီရဲ့အဲ့ဒါလောက်ခိုင်းပြီးအမဟာတမိနဲ့ပဲနေပါလားဆိုလို့မိုဝါနာလည်းမာဝီအချောင်းသတိရသွားပါတယ်။ မာဝီရတော့နတ်ဖျားမရှင်တွေကိုဆောက်ရွက်နေရပြီးအခုလည်းမော်ကူကြီးတခုတွေကိုဝင်ကသူဟာအေးစေးစကားပြောဖို့လာတာပါလို့ပြောပါတယ်။ဂူထဲမှာတော့လင်းတို့တွေအပြစ်ဖြစ်နေပြီးခဏနေတော့မိမတယောက်ပေါ်လာကနာလိုနှင့်ကိုဆစ်ဆိုးနေရလို့ပြောပါတယ်။ မာဝီကတော့ "तू ကအရင်စားလေဒါကငါနဲ့မှမဆိုင်တာဆိုလို့အမျိုးသမီးရာနင်ကလေးမလေးကိုလမ်းချနေသိမိခဲ့တာလေအခုအဲ့ကလေးမလေးရာရက်တက်မှမဟုတ်တော့ဘူးတနေ့နားလို့လက်ချက်ပြီးတော့မှဆိုလို့မာဝီကဒါကငါနဲ့လာလို့ကြားတိုက်ပွဲပဲ तू နဲ့ဘာမှမဆိုင်ဘူးဆိုပြီးလင်းတို့မှယူတက်ခိုက်ပါတယ်မိုဟာနာကတော့ရွာသူ့တက်လို့ပြီးရသစာပွဲမှာရှိနေပြီးအဖေတစ်ဖြစ်လေရွာအကြီးကြီးရာဒီညကတာမန်ညစာစာပွဲမဟုတ်ဘူးလို့စကားဆလာပါတယ်ဒီညကတို့မျိုးနယ်စုမှာပျောက်ဆုံးနေရကြပြီဖြစ်တဲ့တိုတေးရာတူကိုပြန်လည်ပေးရမှာဖြစ်ပြီးအဲ့ရာတူအတွက်တမိကိုလက်ခံစီခြင်းနဲ့ဆိုကတိုတေးအနေမွဲကိုစားပါတယ် ရွာရအရှင်မျိုးကိုပြင်ဆင်ထားလိုက်ပြီးရွာကြီးကဲကိုရင်တင်မြောက်ကချစ်ရှိရတိုရီရဲ့လမ်းစဉ်ကိုဒီခွက်တရအရှင်နဲ့အတူလိုက်ပါဆောင်ရွက်ပါတိုတေးမွာနာလို့ပြောလိုက်ပြီးမွာနာလည်းတိုတေးသစ္စာခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာကောင်းငယ်ကနေမိုးကြိုးတစ်ချက်ပစ်ချလိုက်ပြီးအဲ့ခဏအတွင်းမှာပဲမွာနာပျက်စီးချောက်ကနေတဲ့မော်တူနူကိုချက်သွားပါတယ်။ဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်နေတော့ဝေလာငါကြီးတခုံပေါ်လာပြီးအဲ့ဒါဟာတိုတေးဘာသာဖြစ်ကမွာနာဒါကမင်းအခြားလူမျိုးစုတွေမချနိုင်ရင်ဖြစ်လာမယ့်ရွာရဲ့အနာဂတ်ပဲ။ဒါဟုတ်ကဲတယ်မို့ပါမင်းမရှိတာဆိုလို့မွာနာဘယ်လိုလုပ်ရမှာလဲသူမှမသိရလို့ပြန်ပြောလိုက်ပါတယ်။ ဗာစာကတော့ပျောက်ဆုံးနေတဲ့မော်တူဖယ်တူဆိုတဲ့ကျောင်းကိုရှာဖို့နဲ့အကကြီးဟာသူသွားနိုင်တာလေလုံနိုင်စွမ်းအပြင်မှာရှိနေပြီတကယ်လို့လုံနိုင်ခဲ့ရင်ကျင်းစာပြေးပြီးလူတွေအားလုံးပြတ်တွေ့ရလိမ့်မယ်လို့ပြောပြလိုက်ကကောင်းငင်ဟာအလင်းနဲ့ပေါ်လာရင်ခကြီးစာပါဆိုကပြန်ထွက်သွားပါတယ်မိုးရတာလေမိုးချွတ်ပြက်ခတ်လိုက်ရလို့သတိလက်သွားပြီးပြန်နိုးလာတော့မော်တူဖယ်တူလို့អော်လိုက်ပါတယ် အဲ့အကြောင်းရွာတမန်ရောက်လိလသူနဲ့တိုင်ပင်ကြပြီးမော်တူဖက်တူဆိုတာကျိုးနေရဲ့ဗဟိုချက်ဖြစ်ကရည်စည်းကြောင်းစီစဉ်မှုတွေဟာသူ့စီကိုရောက်နေရာကြောင်းကျိုးနေအားလုံးကလူတွေဟာဒီလိုရောက်လာကြမှာဆိုတိုရီဗာစာကတွက်ချက်ခဲ့ပါတယ်။ဒါမဲ့မော်တူဖက်တူဟာကျင်းစုအောက်တက်တဲ့မှာရှိမနေပဲအိုင်နာရောက်လာလေလေမုံတိုင်းထလာလေလေဖြစ်ပြီးဘန်နာရဲ့အရဆိုရင်ဒါလိုလို့ခေါ်တဲ့နံပါတ်ကသူ့ဆွဲအကြီးကျင်တို့မော်တူဖက်တူကိုမုံတိုင်းနဲ့ဖျောက်ထားတာဖြစ်ကလူတွေသာအတူရှိမနေရင်သူ့ကိုရှင်တဲ့နဲ့ဆွဲအားတခုမရှိတော့တာမဟုတ်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်မော်တူဖက်တူမရှိရင်လူတွေပြန်တွေ့ရဖို့မဖြစ်နိုင်တော့ဘူးဆိုလို့မိုဟာနာကဒါဆိုရင်မော်တူနူရဲ့အဆုံးသက်ပဲလို့ရေရွတ်လိုက်တော့ရွာသားတွေရဲ့အလကြားခေါ် ော်တန်ကိုကြားလိုက်ရပါတယ်။မူဝါနာတို့လည်းအပြုံထွက်ကြည့်ကြတော့ကောင်းကင်ဟာတောက်ပနေရဲ့ကျဲအလေးနိုင်ကိုမြင်လိုက်ရတာမို့လို့အဲ့ဒါကတိုတီရဲ့လမ်းမြကျဲပဲလို့ပြောပါတယ်။မူဝါနာကိုအဖေဖြစ်သူဟာမတော်ဘူးနဲ့တိုတီဗာစာတော်ဒီခီရက်နေပြန်မလာနိုင်တော့ဘူးဆိုလို့ဆယ်မီတာကကြားပြီးဝန်းနေသွားပါတယ်။ မွာနာလိုက်ချော့ဖို့လုပ်ပေမဲ့မိဘတွေကတားလိုက်ပြီးအမေဖြစ်သူဟာတမီရွာရဲ့သူရဲ့ကောင်းတူတွေတယောက်ဆိုတာပုဂ္ဂိုလ်ရဲ့ခံစားချက်တွေထဲရွာရဲ့ကောင်းကျိုးကိုပဲကြည်ရတယ်။တမီရကူတာမန်လူမဟုတ်တော့လို့လို့ပြောလိုက်ပါတယ်။အဲစကားကြောင့်မွာနာလည်းစောက်တီယာမယားဖြစ်နေပြီးသူချစ်တဲ့သူတွေကိုခွဲကအဆုံးတက်ကဘာမှမသိအကွာဝေးကဘလောက်ရှိမှမသိအိမ်ပြန်ချင်းဆိုတာဘာလဲမသိရမဲ့ခရီးကြမ်းကြီးကိုတိုတေးတာဝင်အတွက်သွားဖို့ပြင်ရပါတယ်။ကဲဆက်မှာတော်တဲ့စိတ်တဲ့ကြနေတော့အဖွားပြည်သူရောက်လာပြီးပင်မနေပြီလားဆိုလို့မွာနာအခုကအရင်နဲ့မတူတော့ဘူးအဖွားလို့ပြောလိုက်ပါတယ်အဖွားကလည်းအတူတူပါပဲတမီးအခုတမီးမှာအနောက်ဖွဲ့လေးနေဆိုးရှုံမှုကိုနားလဲလာပြီ အရင်ကလိုတက်ကြွမှုလည်းမရှိတော့ဘူးဒါမဲ့စူးစမ်းခြင်းစိတ်နဲ့ရင့်ကျက်မှုကတော့တိုးလာရည်လေပြီးတော့တမိမိသားစုကလည်းဒီမှာတမိကိုစောင့်နေကြမှာပါဘာမှမပြောင်းလဲပါဘူးအားလုံးကအတူတူပါပဲမွာလာလည်းအားတက်သွားပြီးနောက်နေ့မနက်မှာပဲတိုတေးခီးကိုသွားပြီးရွာသားတွေအတွက်ဆွန်သားမဲ့အကြောင်းပြောလိုက်ပါတယ်အမေဖြစ်သူကတော့ဒီတစ်ခေါက်သွားမဲ့ခီးမှာအဖော်ဒီခေါ်သားဖို့နဲ့ပူဝါနဲ့ဟေးဟေးကိုထဲမတော့ရအောင်လို့ပြောလိုက်ပါတယ် မွာနာဘယ်ချင်ချွယ်လို့ပြန်မယ်မသိတဲ့ခကြီးကိုဘသူကတမိနဲ့တူလိုက်နိုင်ပါလဲဆိုလို့အမေဖြစ်သူကတမိသာလက်ဖွင့်ပေးရင်ရှောက်ချင်တဲ့သူတွေကပေါ်လာမှာပါလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မွာနာလည်းပိုကောင်းတဲ့ကောင်အောင်လုပ်ရမယ်ဆိုတဲ့ခံယူချက်ရှိတယ်။လေတော့တမားလူကိုစကားသွားပြောပါတယ်။လူတို့ကမွာနာပင်လယ်ပြင်ကိုသွားဖို့အတွက်အကောင်းဆုံးလူကိုဆောက်ပေးထားပြီးလေဘလောက်ကောင်းကြောင်နေပြောနေလို့မွာနာမဟုတ်ဘူးလူတို့ငါးနှစ်ကိုငါးနှစ်တူလိုက်စေချင်တာလို့ပြောလိုက်ပါတယ်။ အဲစကားကြောင့်လို့တို့လည်းလှေကိုပြန်ဖြတ်လိုက်ပြီးနောက်တစ်ကြီးဆောက်ပို့စားလုပ်ပါတယ်ပြီးတော့ဆိုက်ပြိုးရေးကွင်းဝင်သွားပြီးပင်လယ်ထဲမှာငါပဲစားလို့မရအောင်တော့လို့သွားပြောပါတယ်ကီဒီဆိုတဲ့အဖိုးကြီးကအစိုးမြင်ဝါဒီဖြစ်ပြီးဒါပေါ်မင်းတို့တင်မှာပဲပင်လယ်ပြင်မှာတခြားစားစရာရဖို့ဆိုရင်ဆိုက်ပြိုးရေးနီလန့်ကိုတော်တော်ဆရာကြနေမှရမှာမြေမရှိတဲ့ပင်လယ်ထဲမှာအပင်ရှင်အောင်ထားဖို့ဆိုတာငါတစ်ဖက်တောင်မလုပ်နိုင်ဘူးဆိုလို့မိုးကနာဒါပေါ်ဒါကြောင့်ဆရာကြီးဖြစ်တဲ့ကီလီဟာတို့နဲ့လိုက်ပြီးမတရားလုပ်ပေးမှမလားကျေးဇူးပါဆိုပြီးလစ်ပြေးသွားပါတယ်နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့မာဝီကိုစကားသွားပြောနေတော့မာဝီပုံကဘွားကနေပေါ်လာပါတယ်ဒါမဲ့မာဝီတော့မဟုတ်ပဲမာဝီပြိတ္တဖြစ်တယ်တပိုင်းလာသူမိုနီဖြစ်နေ ေပါတယ်အဲအကြောင်းမိုဝါနာလည်းအာကောင်မောင်းတန်နဲ့မာဝီနဲ့အလုံးစုံပုံသူသမင်တူအပြင်တပိုင်းကြောင့်မှနားလေတဲ့မိုနီကိုပါသူနဲ့တူလိုက်ပေးဖို့ခေါ်လိုက်ပါတယ်ဆယ်မီလာလေးကလည်းချင်းနဲ့ကနေခိုးပြီးလိုက်ဖို့လုပ်ပေမဲ့မိုဝါနာအမိသွားပြီးသူညမလေးကိုတနာသွားပါတယ်အဲအကြောင်းပင်လယ်အီစီကိုခေါ်သွားပြီးသူနဲ့ပင်လယ်အီကမိတ်ဆွေတွေရဲ့အကူဆယ်မီလာနဲ့လည်းမိတ်ဆွေတွေဖြစ်သွားကြပြီးတခုခုဆိုရင်သူကလည်းတစင်ဆက်သွယ်လို့ရတယ်သူရှိနေသူကြီးမမအိမ်မက်လာနိုင်ပါဘူးလို့ပြောလိုက်တာကြောင့်ဆယ်မီလာလည်းသဘောကျသွားကသူ့ထောက်ကကျန်ကားလေးကိုတင်ထားဖို့ပြောကပေးလိုက်ပါတယ်ဒီလိုနဲ့မိုဝါနာကိုလည်းမိသားစုတွေရောက်ဆက်ကြပြီးတိုးတွေးတာဝန်အရာခီးစဉ်ကိုစတင်ကြပါတယ်မာဝီ ီကတော့အကောင့်တခွဲပိုက်ထဲမှာအဖမ်းခံလိုက်ရပြီသူ့ကြိတ်ကောက်ကသူ့အပေါ်မှာပဲဖြစ်ပါတယ်မာဝီကတော့သူ့ရဲ့ဘော်ဒါတွေကိုစိတ်တက်မကြဘူးနဲ့သူတို့ဒီကနေ့လောက်ကြမှာပါဆိုပြီးအောက်ကငါးတွေကိုအမိတ်ပေးနေကသူ့ကြိတ်ကောက်ကိုယူခိုင်းပါတယ်အဲ့အချိန်မှာငါးကြီးလည်းဆေးရတဲ့ကြောက်တာနဲ့အပေါ်ကိုတက်လာကြပြီးမာဝီလည်းပျော်သွားပါတယ်ဒါမဲ့ငါးကြီးကအကောင့်ကြီးရဲ့အစာချီထားတဲ့အရှိတွေကိုလာစားကြတာဖြစ်ပြီးမာဝီလည်းစိတ်ပက်လက်ပြတ်ဖြစ်နေပါတယ်မာဝီလေးကမူဝါနာကိုပြလို့မာဝီကသူ့ကိုကူညီတောင်းလို့မရကြောင်းနဲ့ဒါလိုဟာသူ့ကိုတက်လိုက်မယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်မှာလင်းတို့မှရောက်လာပြီးနေဆက်ကောက်မှလေးကတော့ခီးစနေပြီးမကြခင်လင်းတို့အတွက်ငါပြင်ဆင်ပေးရတာကို င်ရတော့မယ်လို့ပြောကပြတ်ထွက်သွားလို့မောက်ကြီးလည်းလွတ်ဖို့အတွက်လမ်းကိုအတီချာရပါတော့တယ်။မူဝါနာကိုလှေပေါ်မှာတော့တိုက်မိပြနေပြီးအကြောင်းကတော့လိုတိုဟာလှေကိုပင်လယ်ထဲမှာတစားစီပြတ်ဖြတ်နေလို့ပဲဖြစ်ပါတယ်။မူဝါနာလည်းလိုတိုကိုထိနေရတော့လှေဟာလမ်းကြောင်းနေပေါင်းပြန်ဖြစ်လာကပယ်ထိန်မူနီဟာတမိုင်းကြောင်းထိုက်ဆွဲနေလို့ပဲဖြစ်ပါတယ်။အဖိုးကြီးကီလီကတော့ဆက်ရောက်ခရရာလှေဝမ်းထဲပဲဝင်နေပြီးအပင်ဆိုင်နေကပင်လယ်ကြီးဟာလှုပ်နေတာအပင်နေပြက်ကုန်တော့မှာပဲလို့ပြောပါတယ်။လိုတိုကလည်းပင်လယ်ထဲမှာလှေပြတ်ရင်သူတို့တိမ်မှာဆိုပြီးပြောပါတယ်။မူနီကလည်းပင်လယ်ထဲမှာပုံဆွဲမရပဲသူ့ပုံနေပြက်ကုန်ပြီဆိုလို့မူဝါနာလည်းပင်လယ်ဟာသူတို့ရဲ့မိတ်ဆွေဖြစ်ပြီးသူတို့လည်းစီလုံးမို့လို့ရဲဆိုတော့ ောင်းပြောပြီးမဲဆွဲလိုက်ကအကုန်လုံးလည်းပင်လယ်ယူသဘောကျလာကြပါတယ်အဖိုးကြီးကီလီအလှဲ့အယောက်မှာပဲသူတို့လိုင်းနေရဲ့ကျဲကြီးဟာတခြားစီပေါက်သွားလို့ကျွန်တော်တို့ဖြစ်ကုန်ကြတော့သူတို့ရှိမှကျုံးကျုံးမြင်လိုက်ရပါတယ်မိုတူဖေတူကိုတွေ့ပြီးထင်နေတာနောက်တော့မှအတန်တွေကိုကြားလိုက်ရပြီးမူနီယာအဲ့ဒါကကမူဝိုင်လို့အော်ဟစ်လိုက်ပါတယ် ကကမူရီယာအနားအောင်လျှောက်လာပြီမဲ့သူတို့အကျော်သွားပြီအကြောင်းကတော့သူတို့နောက်မှာအီယာမဂိတ်ကြီးလိုဖြစ်နေတယ်အကောင်းကြီးရှိနေကရေစီကလည်းသူ့ပါဇက်ထဲကိုဆွဲထည့်နေလိုပဲဖြစ်ပါတယ်အဲအကြောင်းမူဝါနာကိုလည်းကကမူရီနဲ့လိုက်ပြေးကြပြီးအပြေးလုံကကကမူရီရဲ့လှီပေါ်ရောက်သွားကအကျော်ရီတေးကုန်ကြပါတယ်ဟေးဟေးတော့ပြင်းပြဖြစ်နေပြီသူ့ကိုပြင်းရင်လည်းမူဝါနာကိုလျေကျော်ကပို့မြင်လို့ကကမူရီကမူဝါနာတို့ကိုကောကောမုံဆက်ဆက်လာပါတယ်ပြီးရနေမိုနီကိုအဲ့ပုံဆွဲတဲ့ကောင်မလားလို့မေးလိုက်ပြီးသူတို့ရဲ့တယောက်ဖွဲ့ပုံကိုဘာသာပြန်မေးဖို့ပြောပါတယ် သူတို့ရဲ့ဇလန်အရာတော့ကာကာမိုရာရီရဲ့ဂျုံဟာမော်တူဖယ်2နဲ့ဆက်နေရဖြစ်ပြီးနားလို့ကြောင်မယ်သူတို့ဂျုံဟာပျောက်သွားတာဖြစ်ပြီးဒီအရာမအကောင်ကြီးဟာကျုံးဝင်ပေါက်ပဲမလို့ဒီကောင်ကြီးကိုတတ်နိုင်ရင်သူတို့မော်တူဖယ်2ကိုပြန်လို့ရပြီလို့ပြောပါတယ်။အဲဒါကြောင့်အကောင်ကြီးကိုတတ်ပြီးလို့ပြောပြီးမွာနာလည်းကာကာမိုရာလေးတွေဟာတနာစီဟာအိမ်လွမ်းကောင်လေးဖြစ်နေရမလို့အိမ်မြတ်မှုကြိုးစားနေကြတာကိုသိသွားပါတယ်။အဲဒါကြောင့်သူတို့ကူညီမယ်ပြီးရင်သူတို့ကိုမော်တူဖယ်2ကိုလိုက်ပို့ပေးပါလို့သဘောတူလိုက်ပြီးကာကာမိုရာလည်းသူတို့ရဲ့လက်နက်ကြီးကိုထုတ်ပြလိုက်ပါတယ်။အကောင်ကြီးဟာကိုပေါ်နေဖြတ်သွားရင်အကျော်တဲ့အစိတ်တဲ့အကောင်ပြောက်ကုန်ပြီးလူတို့ကလည်းဒီအစိတ်ကအကျော်တဲ့စီဟာပဲအဲ့ဒါဒီအများကြီးနဲ့ဒီကောင်ကြီးရဲ့အာယုံကြော ောစုကိုပြစ်လိုက်လေပြီးညပဲဟာဟုဆိုလို့မွန်နာကိုလည်းလောက်ကြမယ်လို့ပြောလိုက်ပါတယ်လူတို့လည်းသူအားချောင်းနာများတော့ဘီမို့လို့စိတ်ပြက်နေပြီအဲ့လောက်များတဲ့အစိတ်ကသူတို့စီမှာရှိလို့လားလို့ထမေးလိုက်တော့ခုနကသူတို့ကအစိတ်ဖြစ်ပြီးတဲ့အကောင်ရဲ့တလိတ်ကအစိတ်ပဲမို့လို့သူတို့လူရာတွေထက်တောင်ပိုးပြီးရလိုက်ပါတယ်ပြီးရနဲ့ကာကာမူရာတွေကလှန်တမ်းမှအစိတ်တုပ်ပြီးမွန်နာကိုပေးလိုက်ကကာကာမူရာတကောင်ကမွန်နာထက်အာတန်နေပြီးလှန်အောင်လှုပ်မပေးပါဘူးခေါင်းဆောင်ကထွက်မိတ်ပေးလိုက်တော့မှလှန်အောင်လှုပ်ပေးလိုက်ပြီးမွန်နာတို့ကိုကာကာမူရာတွေကစစ်စီရောအလေးပြုနေတဲ့အလေးပြုကြပါတယ်ကီလီကတော့တေတုနဲ့စင်မို့တဲ့ဖင်ဝိုင်းတုံးမိကြတာပါဆိုပြီးအကောင်ကြီးရဲ့ပါဇက်ထဲကိုရောက်လာကြပါတယ်အာယုံကျောင်းကိုရှာဖို့ ဟာအခက်တွေ့နေတုန်းကာစီနိုကဆက်ဆက်ဆံပဲအကျော်စုကြီးဟာလက်တကန်းလိုရောက်လာလို့မူဝါနာလည်းဒါဆိုင်လက်ယုံမဲမလားပြီးရင်မိုတိုဗက်တူကိုရောက်ပြီလားဆိုလို့အားလုံးကခေါင်းညိတ်ကြပြီးမူဝါနာလည်းစိုက်ဖို့အလုံးမှာရီစီးပြောင်းလာပြီးလှန်အားပြုတ်ကျသွားပါတယ်။ကန်ကကောင်းကျင်တော့နောက်ထပ်အပိုတစ်ချောင်းရှိနေသေးပြီးကန်ဆိုးကျင်တော့အဲ့ဒါပါထပ်ပြုတ်ကျသွားပါတယ်။ကန်ကောင်းကျင်တော့နောက်ထပ်လန်လည်းမရှိတော့ပါဘူး။ဒါမဲ့ကကမူဝါတကောင်ကအထက်ကြက်ပြေးဝင်လာပြီးအစိတ်လူးလန်နဲ့ထိုးလိုက်ကအကောင်ကြီးလည်းသတိလစ်ပြီးမျောကျသွားပါတယ်။မူဝါနာကိုလည်းအပြုံပြထွက်ဖို့ကြိုးစားပေးမယ်လို့လည်းမမြင်တော့တာမို့လို့ကကမူဝါလေးကခေါင်းဆောင်အလေးပြုတ်လိုက်ပြီးကြိုးကိုဖျက်ချပစ်လိုက်ပါတယ်။ဒီလိုနဲ့မူဝါနာကိုလည်းအကောင်ကြီး င်းပိုက်ထဲပုတ်ချသွားကြပြီမွာနာတော့လမ်းလွဲကနေပြုတ်ချသွားပါတယ်မိုနီတို့ကတော့တရဝါဆိုးရင်တွေ့နေရပြီကာကာမွာလေးလက်ချက်ကြောင့်အသက်ရှင်ကြရပါတယ်ဒါမဲအကောင်ကြီးရဲ့အစိတ်ကြောင့်ကြိုက်မညွတ်ကြပြီမိုနီတို့လည်းမဝီဆီရလာကြပါတယ်မဝီကတော့သူ့ကိုလူသားတွေကအခုလိုမြင်လိုက်ရလို့ရှက်နေပြီကြီးကြဲကြဲလေးပြောကလွန်လန်းအောင်ရှာတွေ့သွားပါတယ်မိုနီကတော့မဝီကိုအရန်နဲ့သဘောကျနေပြီမဝီကတော့ကြောင်သွားကသူဟာလစ်တော့မဲ့အကြောင်းနဲ့လင်းတို့မကြီးလာရင်ပုံနေဖို့မှာကဘေကွန်လေးကိုပေးမလားလို့ပူအောင်တောင်းလိုက်ပါတယ်ပြီးမှဟေးဟေးကိုမြင်လို့ချက်ကိုရောပေးမလားလို့ပြောလိုက်ပြီးနောက်မှဟေးဟေးကိုပြန်ကြည့်လိုက်ကမွာနာပမာလေးလို့မိလိုက်ပါတယ်မွာန နာကတော့သူညမလေးနဲ့တွေ့နေပြီစင်မီတာနေကုလို့ရှုံးသွားလို့ငါတို့တရားတော့မယ်လို့ပြောနေခါခဏနေတော့အိမ်မမန်းတိလိုက်ရပြီအဲ့ဒါကလင်းတို့တကောင်ဖြစ်နေပါတယ် မူဟာနာလည်းလင်းတို့တွေကိုတိုက်ခိုက်နေတော့လင်းတို့မကြီးရောက်လာပြီးသူဟာရန်သူမဟုတ်ပါဘူးလမ်းကြမလို့လာတာပါလို့ပြောပါတယ်မူဟာနာကငါးနှစ်ကိုဘာလို့ရှုံရမှာလဲဆိုလို့လင်းတို့မှာငါလည်းနင်တို့လိုပဲလीနာလို့ရဖန်တာကိုခံထားရတာအဲ့တော့နင်တို့ကိုနိုင်စေချင်တာပေါ့တချို့နေရာတွေကလမ်းစာမရရင်လမ်းပြောက်လိုက်ဖို့လိုတယ်လို့ပြောပါတယ်အဲ့ဒါမှာအစိုးရပြောက်သွားပြီးမတူညီတဲ့အတွေ့အကြုံလမ်းတစ်ကိုရှာနိုင်မှာဆိုပြီးမူဟာနာကိုလမ်းပြောက်ဖို့အတွက်အကြံပေးလိုက်ကမူဟာနာလည်းသဘောကျသွားပြီးမြင့်နေတဲ့လမ်းကိုလိုက်ကြည့်ပြီးဖန်လုံးကြီးတွေကိုကြောက်သွားပါတယ်ခဏနေတော့မဟိုရောက်လာပြီးမူဟာနာကိုမထိနဲ့လို့ပြောလိုက်ကမူဟာနာကတော့ထွက်ပေါက်ခွင့်ကာလကိုပွင့်လိုက်ပြီးကောက်ခုန်လိုက်တာထွက်လန်းပေါ်လာပါတယ် မဟုတ်ဤလေအဲ့တော့မှလင်းတို့မကြီးဟာသူတို့ဘက်ကဆိုတော့တိလိရပြီမော်တူဖက်တူရဲ့ဝင်ပေါက်ကိုမွာနာဖွင့်လိုက်နေတာကိုဒီလိုဝမ်းသာသွားပြီမယ်မွာနာပါလာတာကိုတော့သဘောကျမနေပါဘူးဒါမဲ့လေဖြစ်ပြီးတာတွေကဖြစ်ပြီးနေပြီမို့လို့မတက်တာတော့ပဲဝင်ပေါက်သေးကိုဝင်ကြပါတယ်မွာနာကလင်းတို့မကိုအတူတူမလိုက်ဘူးလားဆိုလို့လင်းတို့မကသူထွက်လို့မရအောင်နေနာလို့ကအနက်တိုက်ပြေးပါအဲ့ဒါဆိုရင်သူလည်းလုံလောက်ပါပြီလို့အားပေးလိုက်ကနာလို့သိရင်တော့ငါ့ကိုတက်တော့မှာပဲလို့တိုးတိုးလေးချေချိုးလိုက်ပါတယ်အခုမှပဲမွာနာလည်းမော်ဝီနဲ့အေးစစ်တွေ့ရပြီပြောနေခါမော်ဝီလို့လုံဆက်လိုက်ပြီသူ့ဖွဲ့သားရင်နဲ့မိတ်ဆက်ပေးပါတယ်ကာကာမွာလီလည်းပါပြီဒီကောင်လေးကအတော်ဆရာကြောက်တောင်းနေသူ့ကြောင့်ပဲ ဒီလိုလာတာဘာညာဆိုလို့မောက်ရပါဇက်ကိုပိတ်လိုက်ပြီးနင်တို့တရားတော့မှာလို့ပြောလိုက်ပါတယ် မူဝါနာဘာလို့လဲဆိုလို့မောက်ရာမိုတူဖက်တူဆိုတာတာမန်ကျိုးမဟုတ်ဘူးသူဟာရောက်မှမြုပ်နေတာအဲ့ဒီပြင်နာလိုဟာကျုံးမိတ်မှာလက်စည်းမုန်တိုင်းတိုက်ထားတာတာမန်တူတယောက်အနေနဲ့ဘလို့မှာကျုံးပေါ်မှာချိန်ချပြီးတော့တိန်စာကိုဖျက်ဖို့ဆိုတာမလွယ်ဘူးလို့အားပေးလိုက်ပါတယ်မူဝါနာကတော့တူဒေးဗာစာသူ့အလိုနိုင်မယ်ထင်လို့ရွေးချယ်ထားတာဆိုလို့မိုဝီယာဒါဆိုရင်သူဟာမင်းတိမ်မာကိုရောမတီးဘူးလားလို့ပြန်ပြောလိုက်ပြီးမူဝါနာကိုလည်းရင်မြပေါ်ပြောလာကြပါတယ်အကုန်လုံးဟာမာဝီပြောရတဲ့စစ်ရေးပတ်တွေဖြစ်နေလို့မူဝါနာကရိလိုက်တော့တရဝါဆိုကြီးတွေဟာလှေကိုပြီးတိုက်ကြပါတယ်မူဝါနာရဲ့အဖွဲလည်းစောက်တီယာမြားလုံနေကြလို့ပြေးဖို့အခွင့်အရေးမတာတော့ပဲမိုနီယာပင်လယ်ရဲ ော့ပြုတ်ကျသွားပါတယ်။မာဝီကလည်းရေထဲကိုဆင်းတိုက်နေပြီးလေပေါ်မှာတော့မူဝါနာနဲ့ကကမူဝါလီကခန်းချပေးနေရတာခဏနေတော့နေထွက်လာလို့တရဝါရီလည်းထွက်ပြေးသွားပါတယ်။မိုနီကိုလည်းမာဝီကလက်မတင်နေကဲတင်လာလိုက်ပြီးမူဝါနာတို့ရဲ့မော်တူဖက်တူဝင်လန်းဟာလှော်တက်ချူပြီးမိုနီလည်းသူ့ပြက်ကဂျန်နူရီကလည်းကြောက်တတ်နေတဲ့အပြင်တောင်တင်သွားတဲ့ကျုံးပေါ်မှာတိုဒေးဖာစာရဲ့လက်ပြက်ပုံကမြင်လိုက်ရတာမို့လို့မူဝါနာကိုလည်းစိတ်တက်ကျသွားကြပါတယ်။မာဝီကလည်းငါပြောသားပဲလို့ပြောချင်ပါဘူး။ဒါပေမဲ့မြင်နေမလားဒါကလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုလို့မာဝီလေးကအဲ့လိုမပြောဘူးပြောပါတယ်။ မာဝီရလည်းငါတိပါတယ်ဆိုပြီးမွာနာစီကိုသွားကမွာနာက "तू တိပါတယ် तू आ ဘာမှမဟုတ်ဘူး तू ကြောင့်မိုနီလဲတယ်မလို့ဖြစ်ခဲ့ရတာ"ဘိုဘေးတွေရရွေးချက်ပင်မဲ့ဘာလို့လွတ်ရမလဲဆိုတာ तू ကိုယ်တော့တိမနေဘူးဆိုလို့မာဝီရငမန်းကောင်းကြီးနဲ့ချုပ်ပြောင်နေပြီးမင်းဟာအထင်သာထက်ပိုပါတယ်ငါအပူတွေပြောနေရမဟုတ်ဘူးတစ်ချိန်လုံးဟာငါလည်းမင်းကိုအဲ့လိုမြင်ခဲ့တာပဲဒါမဲ့ငါအထင်မကြီးတဲ့တာမန်မင်းတယောက်ကငါ့ကိုကယ်ပြီးခေါ်အားတွေပေးခဲ့တာမင်းအဲ့ဒါကိုသိလားငါမာဝီဆိုပြီးစဖြစ်နေတာ तू ကြောင့်မဲဆိုပြီးမွာနာကိုတာဝန်တွေဆက်လုပ်ဖို့နဲ့ तू ဟာကျွန်းကိုရည်ရွယ်နေဆွဲမှပြီးမဲမင်းတို့ဟာမုံနှမ်းကိုဖျက်ပြီးကျွန်းမောက်တက်ကြဆိုပြီးခေါ်အားပေးလိုက်ပါတယ်အဲ့ဒါကြောင့်မွာနာလည်းအားတ 大皮都破大流，阿爸皮怎么不变大白呢？ ဒါမဲ့အဖွဲသားတွေကသူ့ကိုနားလဲကြတဲ့အပြင်လေကိုတော့ပြပြပြီးနေပြီဖြစ်ကတက်မကိုရိုဒေးဗာဆာရဲ့လျှာတက်မနဲ့အစားထိုးပေးတာပါလေမွာနာကသူတို့ရဲ့အစီအစဉ်ပြပြပြီးအသက်အနေရှိချောင်းပြောလို့အားလုံးကဂယူမဆိုင်ချောင်းနဲ့သူတို့ကအခုဆိုရင်မွာနာချောင်းတပိုက်တွင်တဲ့လူတွေဖြစ်နေကြပြီမလို့အဆုံးထိလိုက်မယ်လို့ခတိပေးလိုက်ကြပါတယ်ဒီလိုနဲ့မွာနာကိုလည်းမော်တူဖက်တူစီကိုခရီးဆက်လာကြပြီးနောက်ဆုံးတော့ကျုံးရဲ့အနာကိုကျော်လာကြပါတယ်အဲ့ဒီအချိန်မှာလက်စည်းမုံနဲ့တိုက်တာလို့မာဝီကအထိန်ကျပြီးဆန်ကောက်ပါလိကန်ကောက်ပါသေးဆိုပြီးမုန်တိုင်းတွေကိုကတိုက်ပြီးကမွာနာတို့ကသူတို့လောက်ကလိုက်လာတဲ့မုန်တိုင်းတွေကိုချောင်းပြီးအတွင်းထဲကိုဝင်ပြေးပါတယ်ဒီလိုနဲ့မာဝီလည်းနောက်ဆုံးမုန်တိုင်းကိုပါအော ောင်မြင်တိုက်လိုက်နိုင်လို့ဝမ်းသာနေတော့နာလူဝါတော့ထက်မုန်တိုင်းတွေကိုထက်လွတ်လိုက်ပါတယ်။အဲဒါကြောင့်မောင်ဝီလည်းကြံမရဖြစ်သွားပြီးမိုဝနာကမောင်ဝီမုန်တိုင်းနေရသူ့နောက်ကိုလိုက်နေရလို့ပြောလိုက်ပါတယ်။နာလို့ကျိန်စာကလူသားရဲ့နေဆိုင်တာမဟုတ်လို့သူတို့ကိုပဲဥတီပီးတိုက်နေတာ။အဲဒါကြောင့်သူတို့ကမုန်တိုင်းနေနေတာလို့ကိုအာယုံတွဲထားမယ်။မောင်ဝီကကျုံးမပါလို့ပြောလိုက်ပါတယ်။ မောင်ကြီးလည်းမိုဝါနာကိုသိမချပေမဲ့လက်ရှိမှာဒီနီးပဲရှိတာမလို့လက်ခံလိုက်ရပြီသူ့စီကိုရအောင်လာခဲ့ကြဖို့နဲ့သူဟာကျုံးတက်တက်လောက်ကိုဆွဲနိုင်ထားလဲမင်းတို့မနေနိုင်ရင်အလကားပဲလို့ပြောလိုက်ကမုန်တိုင်းတွေကိုရှောင်ပြီးကျုံးရဲ့ဘဟုကိုပြန်ဝင်သွားပါတယ်မိုဝါနာတို့ကလည်းလူတို့ရဲ့အမြန်တိဆောက်နိုင်စွမ်းနဲ့မုန်ကြီးရဲ့ဆရာတီကိုတုံးပြီးရွက်တိုင်အသိလုပ်လိုက်ကြကမုန်တိုင်းရဲ့လေယာဉ်ကိုပြန်တုံးပြီးမုန်တိုင်းလက်ကနေတို့အောင်ထွက်ပြေးကြပါတယ်မောင်ကြီးကလည်းကျုံးကိုဂျိတ်ကုန်းနဲ့မာနေပြီးဒါလိုပါအဲ့ဒါကိုသိသွားတော့မောင်ကြီးကိုမူးစုံနဲ့ပြစ်ချလိုက်ပါတယ်မောင်ကြီးလည်းရောက်တော့တောက်ခံပြီးဆွဲမပါမိမဲ့တတူးတွေပြက်လာပြီးအစွမ်းမဲ့ကဂျီတဲကိုပြုတ်ကြပြီးမျောလင်းချက်မဲ့ကုန်ကြပါတယ် အဲ့အကြောင်းအားလုံးလည်းတရားရုံးမဲ့အခြေအနေကိုထိုင်ဆောင်နေကြတော့မူဝါနာလမ်းရှာမရတော့ရင်လမ်းတက်ဖို့လိုကြောင်းနဲ့အဲ့ဒါမှလမ်းတက်ကိုချတွေ့မှဆိုပြီးကီလီတို့ကိုမာဝီကိုကဲဖို့ပြောကသူဟာကျုံးပေါ်ကိုချေချဖို့အတွက်မာဝီတစ်ဝက်လောက်ဆွဲတင်ပေးထားတဲ့ကျုံးစီကိုရင်ငုတ်ပြီးသွားဖို့ပြင်လိုက်ပါတယ် ါကြောင့်နာလိုကလည်းမူကျွတ်တဲ့လမ်းပြလိုက်ပြီးမူဝါနာလည်းရသလောက်ထိလိုက်ကကျုံးမောက်ချေချာမိသလိုဖြစ်သွားပြီးနာလိုကျိန်စာလည်းပြီးသွားပါတယ်။မောဝိလည်းသတိပြလာပြီးမောနာလက်ကိုလိုက်သွားကဖတ်ထားလိုက်ပြီးပင်လယ်ကြီးကလည်းအခုမှမော်တူဖက်တူနာမှလှုပ်ရှားခွင့်ရတာမို့လို့မူဝါနာကိုနာရှိတီကိုဖယ်ပေးလိုက်ပါတယ်။မောဝိကလည်းမူဝါနာကိုမသေးပါနဲ့ဦးဆိုကရိုးရတဲ့ချင်းတဲ့ပုံကိုတိဆိုပေးလိုက်ပြီးခဏနေတော့မော်တူနူကြီးကဘိုးဘေးစုကိုရောက်ကြည့်လာကမူဝါနာအတွက်ဆူတောင်းတချင်းဆိုပေးကြပါတယ်။အဲဒါကြောင့်မူဝါနာလည်းနတ်ဖျားတွေကချိမြောက်တယ်ရေချောင်းရှာဖွေတတူနဲ့အတူသတိပြလာပြီးအဖွားပြသူနဲ့တွေ့ပါတယ်။အဖွားကလည်းအဖွားပြသူလိုပဲလေအားလုံးကအတူတူပါပဲ။သမီးတို့ ုပ်လိုက်ပါတယ်အဖွားတို့လည်းသမီးနဲ့တူတူအမျက်ရှိနေပါတယ်ဆိုကနှုတ်ဆက်ပြီးပြန်ထွက်သွားကြပါတယ်မူဝါနာလည်းမှော်လွတ်တဲ့ကြီးတစ်ချောင်းရလိုက်ပြီးမာဝီကိုလည်းပင်လေအီယာမော်ဂျီကိုပက်ရှာပေးလိုက်တာမို့လို့အစွမ်းနေပြန်ရသွားပါတယ်ဒီလိုနဲ့မော်ဒူဖက်တူကိုမြေပေါ်ရောက်တဲ့တိဆွဲတင်ပေးလိုက်ပြီးမူဝါနာကိုလည်းကျုံးပေါ်မှာပတ်ကြည့်ကြပြီးသူတို့ကျုံးပါဝင်တခြားကျုံးတွေကိုမော်ဒူဖက်တူဟာဘယ်လိုချက်ဆက်ပြီးရလဲဆိုတာကိုသိသွားကြပါတယ်ဒီလိုနဲ့မူဝါနာကတခြားလူမျိုးစုတွေကိုရှာတွေ့ဖို့အတွက်ကနီလာပါပြီဆိုကမော်ဒူဖက်တူပေါ်ကနေခရူသိမ်းမုတ်လိုက်ပါတယ်မကြခင်ပဲခရူသိမ်းပြန်မုတ်တယ်အောင်ကြားလိုက်ရပြီးဟေးဟေးစီရလာတာပဲဖြစ်ပါတယ်မူဝါနာလည်းရှိလိုက်တော့ဟေးဟေးစီရမဟုတ်တဲ့ခရူသိမ်းမုတ်တယ်နဲ့အတူအဖက်ဖက်က လမ်းရှာသူတွေကမော်တူဗီဒီယိုရွက်လာကြပါတယ်ဒီလိုနဲ့ရဲတော်ကြတော့မောက်ဦးလည်းမော်တူနူကြီးစီမှာအထာကျကျဆင်သက်လာပြီးရွာသားတွေရုံးဆက်က90မီတာလိုက်ရှာနေရလို့ပြောပါတယ်100မီတာကတော့သူ့ကြောင့်တဲပေါ်အောင်ရောက်နေပြီးမောက်ဦးနေရကိုဆွဲလိုက်ကငါမော်တူနူကြီးရွာ100မီတာပဲလို့ပြောလိုက်ပါတယ်အဲ့အကြောင်းမောက်ဦးလည်းဒါဆိုရင်ဟုတ်လောက်ပါပြီလို့ပြောလိုက်ကကျုံးပေါ်ကကလေးမာလေးလိုမွာနာလေးကြီးဒါလေးအသိမိကြပါဆိုပြီးဂျေကော့ပြပေးလိုက်က100မီတာကိုသူ့မှာပေးခလိုက်တယ်မော်တူဗီဒီယိုဟာကြောက်ကွင်းလေးကိုပေးလိုက်ပါတယ်အဲ့ဒါလေးနဲ့ဒီကိုကြည့်လိုက်ဆိုပြီးမောက်ဦးကမွာနာတို့ကိုပြလိုက်ပြီး100မီတာလည်းသူ့မှာစီကိုပြေးသွားပါတယ်အဖေနဲ့အမေကလည်း ဲတင်းကြလာနဲ့ပြေးလာကြပြီးမွာနာကိုလည်းပဲလဲစုံကြီးကြလိုက်ရကမွာနာဒီတစ်ခါမှတော့သူလက်ဆောင်ကြီးတက်လာတယ်ဆိုပြီးအိမ်ကိုအလဲခေါ်လာတယ်တခြားကျွန်းသားတွေကိုပြတ်လိုက်ပါတယ်ဒီလိုနဲ့တခြားကျွန်းကလက်ချသူတွေလည်းမော်တူနူကြီးမှာတူတူတစ္ဆာခံယူလိုက်ကြပါတယ်စက်လို့ရီသမားတွေကလည်းအချင်းချင်းပညာရေးဖလှယ်ကြပါတယ်သမိုင်းသမားတွေကလည်းလူမျိုးစုသမိုင်းတွေကိုဖလှယ်ကြပြီးစိုက်ပျိုးရေးသမားတွေကလည်းမျိုးစည်ရင်နဲ့စိုက်နီးတွေကိုဖလှယ်ကြပါတယ်ကာကာမွာလေးလည်းသူ့ကျွန်းကိုသူရဲ့ကောင်ဖြစ်ပြသွားနိုင်ခဲ့ပြီးမွာနာတို့ရဲ့တူတူအဖွဲ့ကတော့တခြားကျွန်းတွေစီကိုကျွလွင့်လိုက်ကျွန်းတစ်တွေကိုရှာလိုက်နေတူတူတာဝန်တွေကိုပျော်ပျော်ကြီးထမ်းဆောင်နေကြပြီးမွာနာတူလက်ဆက်သိမ်းသွားပါတယ်